စဉ်းစားညာအားနေတဲ့ပုဂ္ဂိုလ်တွေကအလှပကိုကြိုက်ကြတယ်လှပကြိုက်ကြအဲ့ဒီလိုအလှပကြိုက်တဲ့လူတွေကြိုက်တဲ့အဆင်းအာယုံပေါ်မှာမိဘဘုလို့ပျော်မွေ့နေရသလဲဒီရုပ်အဆင်းပေါ်မှာဘာလို့ပျော်မွေ့နေရသလဲမြတ်စွာဘုရားကပြောပြီယောဟိပတ္တိတတ္တမံသောမံပတ္တိပဏိတော စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုရင်တကယ်သူတော်ကောင်းတရားကိုမြင်ပြီဆိုရင်ငါ့ကိုမြင်တာပဲတဲ့သူတော်ကောင်းတရားကိုတွေ့မှငါ့ကိုတွေ့မှာဖြစ်တယ်အပတမနောသမ္ဗုဒ္ဓံမံပတံပိနပတတိတဲ့သူတော်ကောင်းတရားကိုမင်းမတွေ့ဘူးဆိုလို့ရှိရင်ငါတွေ့နေလဲမင်းဘာကျိုးမှရမှာမဟုတ်ဘူးလို့သူဆိုလို့တကယ်ကတော့အစစ်အမှန်ဘုရားရဲ့ရုပ်ဆင်းပေါ်မှာကြီးညိုးနေတာလေးနဲ့တရားတို့တရားမြတ်ရနိုင်တာမဟုတ်ဘူးပေါ့နော် ရှင်တွေကကိလေသာတွေဟာဒီတိုင်းပဲရှိနေကိလေသာတွေရှိနေကံတရားတွေကလည်းရှိနေဥမာပဲဒါကြောင့်မို့တရားဓမ္မမမြင်သေးသမျှကလပတ်လုံးဖះနဲ့တွေ့ရချိုးမနှက်သေးဘူးဆိုပြီးဒီလိုမြတ်စွာဘုရားကသူ့ကိုဆုံးမတယ်ဆုံးမပြီးတော့ရုပ်ခန္ဓာကိုယ်ရဲ့အပြစ်တွေကို ဘဒုခန္ဓာကိုပဲဖြစ်ဖြစ်နော်လှတဲ့လူရဲ့ခန္ဓာကိုပဲဖြစ်ဖြစ် မလှတဲ့လူရဲ့ခန္ဓာကိုပဲဖြစ်ပြောကြတယ်မဟုတ်လား beauty is skin deep အပေါ်ရန်လေးလှတာနော်အပေါ်ရန်အရေပြားလေးခွာလိုက်ရင်အလုံးတူတူပဲဖြစ်သွားအလုံးဝတူတူပဲဖြစ်တယ်မယုံရင်ခွဲစိတ်ကြည့်ပေါ့နော်အပေါ်ရန်လေးတင်ပဲအသားဖြူတယ်ဆိုတာအပေါ်ရန်လေးတင်ပဲနော်မဲတယ်ဆိုတာဒီကလည်းအပေါ်ရန်မဲတာ မဲနေတဲ့သားကိုဘိုက်ကဲကျဲစင်လို့ဖြူလဲသွားမလုပ်နိုင်နဲ့နော်အဲ့တော့ပုံစံကအတူတူပဲဘာမှမထူအပေါ်ယံလေးတွေလှတယ်ဆိုတာအပေါ်ယံလေးပဲအဲ့တော့မြတ်စွာဘုရားကသူ့တရားဟောတယ်အနန္တဒီနောကာယောဝိတရုခသမှုပမောတဲ့လူတွေရဲ့ခန္ဓာကိုယ်ဘယ်သူခန္ဓာကိုယ်ပဲဖြစ်ဖြစ်ကိုယ့်ကိုယ်စဉ်းစားနော် ကာယောလူတွေရဲ့ body ကြီးဟာရုပ်ခန္ဓာကိုယ်ကြီးဟာအနန္တာဒီနောအပြစ်တွေဆုံးစားမရှိအောင်အပြစ်တွေများတယ်။ဘာအပြစ်တွေတုံးလို့ပြောရင်66ပြာယောဂဝိရဏတွေကဒီခန္ဓာကိုယ်ပေါ်မှာဖြစ်တယ်။တောကြကင်းစာဖြစ်လို့တယ်။တောကြဘာကင်းစာညာကင်းစာအေးပြားကင်းစာနော်နမေရီဒုက္ခအမျိုးမျိုးတက်တာယောဂဝိရဏတွေမှန်သမျှအပေမှာဖြစ်ခန္ဓာကိုယ်မှာပဲဖြစ်တယ်နော်။ဒါကြောင့်မို့ ခန္ဓာကိုယ်ကြီးဟာအဆုံးစားမရှိတဲ့အပြည့်နာစာတွေနဲ့လွှမ်းမိုးနေတာဖြစ်တယ်တဲ့ဝိတာရောခတမှုပမောအစိတ်ပင်ကြီးနဲ့အလားတန်တူတယ်အစိတ်ပင်ဆိုအရွက်လည်းသွားမစားနဲ့အစိတ်တက်မယ်အသီးလည်းမစားနဲ့အပွင့်လည်းသွားမကိုက်နဲ့ဝါးလိုက်ရင်အစိတ်တက်သွားမယ်အားလုံးကအစိတ်တည်းချီပဲခန္ဓာကိုယ်ကြီးဟာလည်းအစိတ်ပင်ကြီးလိုပဲဒုက္ခပေးနေတာလို့သူတို့ဆွလို့တယ်အဝါသောတပ္ပရောဂဏံယောဂမန္တမယတို့ရဲ့ အတိုက်အုံကြီးဖြစ်နေတယ်ရောဂနိလံပပင်ကုရံလို့လည်းမြတ်စွာဘုရားဟောတယ်ယောဂတိုက်ကြီးတဲ့ဟုတ်တယ်ဒုက္ခနာကိုမှာယောဂမဖြစ်နိုင်တဲ့နေရာဆိုတာရှိမှမရှိတာနော်မျက်စိဆိုလည်းမျက်စိယောဂဖြစ်တာနားလည်းနားယောဂနှာခေါင်းကလည်းနှာခေါင်းယောဂဘယ်နေရာမှာယောဂမဖြစ်ဘူးဆိုတာမရှိဘူးအလုံးကယောဂဖြစ်နိုင်တဲ့အနေအထားတွေရှိတယ်ဒါကြောင့်မို့အာဝါသောတပ်ပရောဂနာ ရောဂါအလုံးတို့ရဲ့နေရာဌာနကြီးဖြစ်တယ်ပုံစံဒုက္ခတာကေဝလောဆင်းရဲဒုက္ခအဆုကြီးအဆုပုံကြီးများတာဖြစ်တယ်လို့မြတ်စွာဘုရားခန္ဓာကိုယ်ရဲ့အပြည့်နာစာတွေကိုဆင်ခြင်တတ်ဖို့ပြောပြတာအဲ့တော့တာမန်လူတွေကတော့ကြည့်မယ်ဆိုရင်ဟောဒီလောက်ကြီးတော့မဟုတ်ပါဘူးလို့ထင်ကောင်းထင်လိမ့်မယ်နော်တကယ်တော့ဒီတိုင်းပါပဲတကယ်တော့ဒီတိုင်းပါပဲရှော့မတွက်လေးနဲ့ကိုယ်ခန္ဓာကိုယ်ကအခုမဖြစ်သေးလဲနောက်ဖြစ်ချင်းဖြစ်လား လူခန္ဓာကိုယ်ဆိုတာဒါမို့လို့လူရဲ့ခန္ဓာကိုယ်ဆိုတာကြက်ဥငှက်ဥလောက်တော့မပါဘူးလို့ပြောရမှာကြက်ဥငှက်ဥကနော်ကြက်ဥငှက်ဥကိုခြင်ကလေးတွေကဖောက်ပြီးမဆုံနိုင်ဘူးလူခန္ဓာကိုကျတော့ခြင်ကလေးနှုတ်သီးလေးနဲ့ထိုးလိုက်တာနဲ့သွေးဆုပ်ယူလို့ရနေတယ်ဒါကိုကြက်ဥငှက်ဥတဲ့တောင်မှပဲလူခန္ဓာကိုကထိခိုက်လွယ်သေးတယ်ခလုံးမတိုင်လိုက်နဲ့ကွဲသွားမယ်နော်ပလဲလိုက်နဲ့ကျိုးသွားမယ်လူခန္ဓာကိုက ဒီကျဲ့ဟုဝယ်တဲ့ပုံစံတွေဆိုတိတ်တတိထားရပေါ့ကြားမလား क्वे မယ်ထိမလား क्वे မယ်မ क्वे အောင်ကျဲ့ဟုကိုဂိယဆိုင်ဝယ်ချားရတယ်လို့ပဲဒုက္ခနာကိုကြီးရလဲမထိလိုက်နဲ့ထိလိုက်ရင် क्वे ပြဲသွားမှာပဲအဲ့ဒါကြောင့်မို့ကျဲ့ဟုငဲ့ဟုလောက်တော့မှမခိုင်ပါတဲ့ခန္ဓာကိုယ်ကြီးတို့ရသပြန်ကဒီလိုခန္ဓာကိုယ်ရဲ့အပြစ်တွေကိုဟောပြတာဘယ်သူခန္ဓာကိုယ်ပဲဖြစ်ဖြစ်အဲ့တိုင်းပဲတဲ့ အဲ့ဒါလို့ဒီအပြစ်အနာစာတွေကိုချိတက်ဖို့လိုတယ်ပေါ့အကောင်းကြီးပဲရှာကြည့်နေလို့ကတော့လူတွေကလောဘတွေကြီးပဲဖြစ်နေမှာပေါ့အဆိုးကိုလည်းကြည့်ရမယ်အဆိုးကြည့်တယ်ဆိုတာတမင်ရှာကြံကြည့်တာမှမဟုတ်တာအလွယ်တကူတွေ့တာပဲနော်အဆိုးခန္ဓာကိုယ်ကကြည့်လိုက်မယ်ဆိုရင်မျက်စိကထွက်တာနားကထွက်တာဘယ်ဟာထွက်တာများမှုေးချိုက်ပြီးတော့တိမ့်ထားရတာများရှိလို့တော့မရှိဘူးအလုံးဟာ အညစ်အကြေးတွေရှိပဲလေဒုက္ခနာကောအညစ်အကြေးတွေရှိပဲမွေးတယ်ကြိုင်တယ်ဆိုတာအပြင်ဘက်ကဈေးကဝဲလာတဲ့ဟာတွေကမွေးနေတာသူ့ပင်ကိုကရတဲ့ဟာတခုမှအမွေးတာမရှိဘူးအလုံးဟာအမွေးကြိုင်ကအပြင်ကလာတာတွေရှိပဲကောသို့သောလူတွေကလူကမွေးတယ်ထင်နေကြပြန်တယ်တေချာစဉ်းစားလို့ရှိရင်အမွေးကြိုင်ဟာပြင်ဘက်ကဟာကမွေးနေတာနော်အေးအဲ့လိုခန္ဓာကိုယ်ရဲ့အဖြစ်ကိုတေချာ စိတ်စိတ်ငုံငုံချစ်တတ်ပြီဆိုတဲ့အခါမှာတဲ့နိဗ္ဗိနိယတတော်ရူပီရုပ်ဆင်းနဲ့ပတ်သက်လာပြီးတော့စိတ်ပြက်ပြီးညင်းဝေလာတယ်တဲ့ခန္ဓာနံဥရိယပယံခန္ဓာတို့ရဲ့ဖြစ်မှုပြက်မှုတွေပေါ်မှာညင်းဝေလာတယ်ပတ္တံဥပကိရိသနာဒုက္ခိနတံခပိတတိခန္ဓာကိုယ်ရဲ့ဖြစ်ဖြစ်မှုတွေကြည့်ပြီးခန္ဓာကိုယ်ပေါ်မှာညင်းဝေလာမယ်ဆိုလို့ရှိရင် ခန္ဓာကိုယ်ပေါ်မှာတွေ့တာတဲ့တတ်မဲ့တဲ့တဏှာဆွဲမဲ့တဲ့ราคะတွေအဲ့ဒီအငြိကြီးတွေကိုဖယ်ရှားပြီးတော့အလွယ်တကူနဲ့ပဲခန္ဓာအဆုံးသတ်နိုင်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားကသူ့ကိုနားဝင်အောင်ပြောလိုက်တယ်ဒီလိုအပ္ပရမဒီလိုဆိုထားတယ်